ို့အသင်းရဲ့ကစားသမားကောင်းမွန်မှုကအချီးကျူးမဲ့ဗီဒီယိုတစ်ပုဒ်မင်္ဂလာပါချက်စီးရင်ပါတာမြန်မာနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရတလုံးမှာချက်စီးအသင်းရဲ့ကစားသမားဖြစ်တဲ့ကန်စီတိုနဲ့တပတ်သင်းကစားသမားဖြစ်တဲ့အာဆင်နယ်အသင်းရဲ့ကစားသမားဖြစ်တဲ့ဒီဂရမိုင်းတို့ကိုနှိုင်းယှဉ်ပြီးတော့ဘသူပိုကောင်းနေဆိုတာကိုဝေဖန်နေကြတဲ့ဗီဒီယိုတွေတော်များကျွန်တော်တွေ့ရပါတယ်ကျွန်တော်ကတော့လက်ရှိကျွန်တော်အသင်းရဲ့ကစားသမားဖြစ်တဲ့ကန်စီတိုရဲ့ကောင်းမွန်ကောင်းခန်းကိုသာချီးကျူး ကွန်ပျူတာမဲ့ဗီဒီယိုပုံသားအလုပ်ချင်ပါတယ်။အမှန်ဆိုရင်တော့ကျွန်တော်ဒီကန်ရိုက်ကိုကျွန်တော်တွေလိုချင်ခဲ့ကြပါတယ်။ဒါ from labor ကိုတိုင်းကလည်းပြောခဲ့မှုပါတယ်။သူနီးပြတာဝန်ယူခဲ့တဲ့ကာလအတော်အတွင်းမှာဒီကန်ရိုက်ကိုရယူနိုင်ဖို့အတွက်ခေါ်ယူနိုင်ဖို့အတွက်ကျွန်တော်စူးစမ်းခဲ့မှုပါတယ်။ကျွန်တော်ရဲ့ academy ကဘာမှမတူဘူးဖြစ်တဲ့ဒီကန်ရိုက်ကိုကျွန်တော်သင်ထံကိုရောက်လာစေဖို့တော့လည်းကျွန်တော်တွေ ဆူတောင်းခဲ့ကြပါတယ်ဒါပေမဲ့လည်းဒီဂရိုင်းလိုက်ကိုခေါ်ယူခဲ့ခေါ်ယူခဲ့ဖို့အချိန်တော့ဝက်ဆန်တင်းရဲ့ပြောင်းချိန်ကြီးကအင်မတန်များပြတာကြောင့်ကျွန်တော်တွေကမခေါ်ယူခဲ့ပါဘူးဒါကြောင့်မို့ဒီဂရိုင်းလိုက်ကိုခေါ်ယူခဲ့ပြီးတော့ကျွန်တော်တွေကအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပါတယ်ဒီဂရိုင်းနဲ့ကန်စီတိုဘယ်သူဘူကောင်းလဲဆိုတာအတွက်ကန်စီတိုရဲ့အခြေချင်းကိုကျွန်တော်ပြပြချင်ပါတယ်။ကန်စီတိုရဲ့တကယ်အခြေချင်းမှန်ကအခြားသူတွေပြောနေတယ်လို့မျိုးဒီအမတ်ကလပ်မှာအဆင့်တယောက်တော့မဟုတ်ပါဘူး။ဒီအမတ်ဆိုတာဘာလဲဆိုတော့ကိုယ်လည်းအရှိမအဖြတ်အထိုင်ဖြတ်နေပြီးတော့ ဖြစ်နေတဲ့ကစားသမားပုံစံမျိုးဖြစ်တယ်ဒါပေမဲ့ကိုင်စီတိုရဲ့အရေးသွေးဟာအထက်အများကြီးကိုပုံပါတယ်သူကဘောက်တူဘောက်ကစားသမားလည်းဖြစ်တယ်လို့ဝင်းလင်အထိုင်မှာကစားနိုင်တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်သူရဲ့ကစားပုံကဝင်းလင်အထိုင်မှာထက်စာရဲ့ running ပြင်းနေတဲ့ကွင်းနဲ့ခူလုံးပြင်းနိုင်နေတဲ့ကစားသမားပုံစံကျွန်တော်ကတော့ပုံမြင်ပါတယ်ဥပမာကန်တီလိုမျိုးပေါ့ကန်တီလိုမျိုးလုံအောင်တော့တိတ်မကောင်းပေမဲ့ကန်တီလိုကပုံပြီးတော့ဝင်ထွက်ကြမ်းတယ်ပုံပြီးတော့ တည်ငြိမ်တဲ့ကစားဟာတခုရှိရလို့ကျွန်တော်မြင်ပါတယ်။နောက်ပြီးတော့မကီလူမကီမီမီရဲ့ကစားမုံနေရာမှာဖြစ်တဲ့ရိုးနိုခုတ်တမခဲ့ကြတဲ့ဒီ DRS ရိုးမှာပေါ့နော်ခန်းစစ်မူရဲ့အရှိအဟာကိုင်းလေခန်းစစ်ကစားမနေရာမှာဘူးလက်ရှိမှာဒီကာစီတို့ကအကောင်းဆုံးခြေစွမ်းပြကစားနေတာကိုကျွန်တော်တွေ့ရပါလိမ့်မယ်။အများသောအားဖြင့်ကျွန်တော်တို့ Brighton မှာမြင်ခဲ့တဲ့တုန်းကကာစီတို့ကဒီရမက်အစ်စ်မဟုတ်ပါဘူး။သူကအဲ့လိုမျိုးပဲ ်ရှေ့တက်နောက်ဆက်ပုံမှန်နဲ့ပေါက်တူပေါက်ကစားသမားပုံပြီးရောဆံပါတယ်တကွင်းလုံးကိုမယမနာဖြတ်မယ်ဟောကွင်းလေးပြန်ပြီးတော့စိုးမှုအောင်လုပ်မယ်ပြီးတော့ရှေ့တန်းနဲ့ချိတ်ဆက်မယ်နောက်တန်းနဲ့ပို့ပြီးတော့အာကူပေးမယ်ပို့အဲ့လိုမျိုးကစားသမားတယောက်ပါဒါပေမဲ့ဒီနေ့အတော်တွင်တွေမှာတော့ကန်စီတို့ကစားပုံကကျတော့ကြောင်းလေးလာတယ်ဒါတော့နီးပြအန်ဆိုမာရက်စကာရဲ့ကစားမှုအခင်းကြီးကြောင့်လို့ကျွန်တော်ထင်တယ်။သူကခံစစ်မှုတွေရဲ့အရှိမ DNA တို့ပို့ဆန်လာတယ်။ဒါကလည်းသူကခန်းစက်ကိုပို့ပြီးကစားနေတယ်ဆိုတာကလည်းချက်စည်းတင်းရဲ့လက်ရှိခန်းစက်ကစားမတွေကိုသူအရင်စိတ်မချတာကြောင့်လည်းပါပါလိမ့်မယ်။သူ့ရဲ့ပင်ကိုကစားဟန်တစ်ခုအားကျော်ရေဒီအမတ်အထိုင်ကူမဟုတ်ပါဘူး။သူဒီကွင်းလေအပြည့်မှာကစားနိုင်တဲ့လောက်အောင်ကောင်းကစားနိုင်တဲ့အာဖရိကန်ကစားသမားတယောက်ဖြစ်ပါတယ်။အာဖရိကန်ဆိုမဲ့သူကလက်ရှိမှာတော့တောင်အမေရိကကစားသမားမျိုးနဲ့ခံယူထားတယ်။ သူ့ရဲ့ခြေစွမ်းကိုကြည့်ရတာအရင်ကြီးစင်မဲ့ပေါ်မကောင်းဘူးအရင်ကြီးလှူရှာစိတ်လှူရှာမှုတိတ်ပြီးတော့မပေးနိုင်ဘူးဒါပေမဲ့သူ့ရဲ့သူ့ကိုတေချာကြည့်မယ်ဆိုသူ့ရဲ့ကစားဟန်ကိုကျွန်တော်တွေ့ရမယ်ရေရေတင်းတင်းဖြတ်ထုတ်နိုင်တဲ့စွမ်းအားတွေနောက်ပြီးတော့တေချာသွားဖြတ်ထုတ်နိုင်တဲ့ကစားအားတွေနောက်ခုနောက်ဆုံးသူ့ရဲ့ ပြန်လင်းချက်တွေကလည်းအရန်ကောင်းလာတာကျွန်တော်တွေ့ရပါလိမ့်မယ်။ဒီနောက်ဆုံးအချိန်မှာသူရဲ့အဝေးကန်ချက်တွေနဲ့တူကျွန်တော်တို့ချက်စည်းတင်ဟာတင်ကိုတွေရရှိလာခဲ့တယ်။ချက်စည်းတင်ကိုအမှတ်တွေရရှိနိုင်အောင်သူဆွဲဆောင်နိုင်ခဲ့။ဒီကလည်းကျွန်တော် front lamper ရဲ့အဝေးကန်ချက်တွေကိုကျွန်တော်ပြန်ပြီးတော့မြင်အောင်စေမိပါတယ်။ကျွန်တော်နောက်ဆုံးကလာတွေမှာချက်စည်းတင်ရဲ့ဒီလိုမျိုးနောက်ဝင်းလေရနေတိုက်ရိုက်ဂိုးသွင်းနိုင်တဲ့ကစားသမားဆိုတာရှာသွားခဲ့ပါပြီ။ဒီရောဆိုရင်တော့ဝင်းလေတိုင်းမှာကျွန်တော် ကျွန်တော်တွေ့ခဲ့တဲ့ပုံစံဖြစ်တဲ့ချော်ရှင်ဟိုဆိုရင်လည်းသူအထိုင်နေနဲ့ဘောလုံးတွေဖြတ်တယ်အထိုင်အတူလေးတွေပေးပြီးတော့သူဘောလုံးပြန်စတင်တယ်ကစားကွက်စတင်တယ်ကစားသမားပေါ့နောက်ဆုံးအဲ့ဒီနေရာမှာအန်ဆိုဖာနန်ဒက်ရောက်လာတယ်အန်ဆိုဖာနန်ဒက်ကိုဝင်ဝင်ချင်းကစားသမားကျွန်တော်အရန်ကိုကြိုက်ခဲ့တယ်သူကလောင်ပေါ်ပေးတာတွေသူကတိုက်ပြန်နေပေးတယ် ထေလောက်ပတ်တွေကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဗောနော်သူက DMS စစ်စစ်မဟုတ်ဘဲနဲ့ကွင်းလက်အထိုင်မှာအနီးပေးအတူပေးကစားသမားတေးရောက်နေနေဖြစ်ခဲ့တယ်လက်တလောအချိန်နေမှာတော့သူဟာအရန်ကြီးပြောင်းလဲသွားတာမျိုးတော့မရှိဘူးသူအခုလက်ရှိမှာအဆိုဖာနန်ဒက်ကတိုက်စစ်ကိုပို့ပြီးအာကူအာကိုနေရာကစားသမားတယောက်ဖြစ်လာတယ်။သူနေရာမှာကျွန်တော် DMS ဖြစ်တဲ့ကန်စီတိုကိုနေရာချလိုက်တယ်ပေါ့။ကန်စီတိုရဲ့ကစားဟန်ကလည်းရန်ကြီး perfect ဖြစ်တယ်။လက်ရှိမှာသူ့ရဲ့အဖြတ်အတင်း တွေသူရဲ့တက်ရှိလိုက်ပါမှုတွေကချက်စီးတင်းကိုအများကြီးအများကြီးချက်စီးတင်းပေါ်မှာအကျိုးသက်ရောက်စေတာကိုကျွန်တော်တွေ့ရပါတယ်ဒီ grand ride ကတော့အများကြီးကျွန်တော်ချီးမွမ်းနေစရာတော့မလိုဘူးသူလည်းတကယ်ကောင်းတဲ့ကစားသမားတစ်ယောက်ကို work club level တခုရောက်ရှိနေတဲ့ကစားသမားတစ်ယောက်သူနဲ့နိုင်ရှိနေကြတာကိုကကျွန်တော်ရာမားတယ်လို့ပဲကျွန်တော်ယူဆခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ grand ride ကဒီ grand ride ပါပဲကန်စီတိုကတော့ကန်စီတိုပါပဲဘသူပိုကောင်းတယ်ဆိုတာထက်ကိုအတင်းမှာပဲကစားသမားပို့ပြီးအကျိုးသက်ရောက်မှုပို့ရှိလဲဆိုတာကိုပဲကျွန်တော်တွေက ြည့်ကြည့်ရပါပါလက်ရှိမှာဒီကရိုရိုက်ကအာဆင်နယ်လို့ဗာအောင်မြင်မှုမှမရရှိသေးပါဘူးကျွန်တော်တို့ကတော့အောင်မြင်မှုတစ်ခုဆိုတာကတော့ဖလားရရှိနိုင်မှုပဲဖြစ်ပါတယ်အာဒုတိယနေရာဒုတိယနေရာချန်ပီယံလိဂ်ဝင်ဒါတွေကအောင်မြင်မှုတစ်ခုမဟုတ်ပါဘူးဒါတွေကအသွင်းငယ်တွေအတွက်သာအောင်မြင်မှုတစ်ခုပါအာဆင်နယ်လိုအသွင်းကြီးတစ်ခုအနေနဲ့ဒါကအောင်မြင်မှုတစ်ခုမဟုတ်ပါဘူး။ဒါကလည်းအာချာတဲ့ fan တွေအနေနဲ့ကျွန်တော်မပြောချင်ပေမဲ့ဇစီတင်ရွက်ကတော့ဒါကအောင်မြင်မှုတစ်ခုမဟုတ်ပါဘူး။ဇစီတင်ရွက်ကတော့အောင်မြင်မှုဆိုတာ flyer ရှိနေဖြစ်ပါတယ်။ ဖလားရရှိနိုင်တယ်ဘလို့ကလာတွင်မှာဘလို့ဖလားရမယ်ဘလို့ခက်ခက်ငယ်ငယ်နဲ့ဖလားကိုယူနိုင်တယ်နောက်ဆုံးဖလားရတဲ့သူကအောင်မြင်မှုတစ်ခုပါအဲအောင်မြင်မှုတစ်ခုကိုကန်စီတိုကဘလို့ထိဖြည့်ဆည်းနိုင်မလဲဘလို့ထိအကျိုးတက်ရောက်နိုင်မလဲဆိုတော့ပဲကျွန်တော်တို့ကကြည့်ကြည့်ရမှာပါကန်စီတိုရဲ့အခုလက်ရှိရေးပြပုံကလက်ရှိပရီးမီးယားလိမ်းမှာအကောင်းဆုံး1 2 3ရဲ့မှာပါပါတယ် ကွေးလေကစားသမားနေနေဆိုတော့ပါပါတယ်အခုလက်ရှိသူ့ရဲ့ခြေစွမ်းပြနိုင်မှုတွေသူ့ရဲ့အကျိုးသက်ရောက်မှုတွေသူ့ရဲ့သွင်းကိုယ်တွေသူ့ရဲ့ခံစစ်ပေါ်တာဝန်ကျင်မှုတွေကချက်စည်းတင်းကိုအများကြီးကတင်ပေးနေနေပါတယ်ကိုပမာမရှိခင်ရရနေတဲ့ကာလာတွေမှာကန်စီတိုကအကြီးအဓိကကေးပလေယာတယောက်လို့ဖြစ်လာခဲ့ပါတယ်သူကအဓိကဒီရက်မှာကစားနေတာအကြောင်းမလို့အများကြီး အများကြီးထင်ပေါ်ကျော်ကြားမှုတိတ်မရှိတာလည်းပါပါလိမ့်မယ်ဒါပေမဲ့ဒီဒီကန်စီတိုကအများကြီးကောင်းမှုနဲ့ဒီမှာတယောက်ဖြစ်ပါတယ်ကန်စီတိုကစားသမားဟာဘယ်ကစားသမားပဲအတင်းကိုပဲရောက်ရောက်အတင်းပရိသတ်တိုင်းကသူ့ကိုအကြိုက်ဆုံးကစားသမားတွေထဲမှာပါဝင်ပါဝင်ပါမိုက်ကစားသမားတယောက်ဖြစ်ပါတယ်နောက်မိုင်းမှာကန်စီတိုကဘာလို့ဒီသတိသိမော်ဘာလို့အကောင်းဆုံးအကြောင်းပြေးသွားနိုင်လို့ဆိုတော့ကျွန်တော်စောင့်ကြည့်ရပါမယ်။တကူးရှိတာကတော့ကန်စီဒိုကလက်ရှိမှာ ခွဲဆက်တွေရမ်းများနေတယ်အဲဒီနိုင်ငံတကာပွဲတွေမှာလည်းသူမပါဝင်ထားဘူးတော့ဒီစတိုက်တွေပွဲကစားတိုင်တဲ့အချိန်မှာချက်စီတင်းရဲ့ကစားသမားတိုင်အရသွားမှာကိုလည်းကျွန်တော်စိုးရင်ပါတယ်ဒါကြောင့်မို့ဘာပဲဖြစ်ဖြစ်ကာချီဒိုရဲ့ကစားပုံကိုကာချီဒိုရဲ့အခြေစွမ်းကာချီဒိုရဲ့အသိပေါ်အကျိုးသိမ်းရမှုတွေကိုကျွန်တော်တွေကအများကြီးအတင်းနဲ့ပြူပါတယ်ဒီလိုအခြေစွမ်းမျိုးတွေကိုဆက်ပြီးအကောင်းဆုံးဖြစ်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 အောင်လုပ်ပြီးတော့ခြေရန်တွတ်မှတ်တွေဖြစ်အောင်လုပ်ပြီးချက်စီတင်းကိုအကောင်းဆုံးပြုနိုင်ပါသလိုပဲကျွန်တော်အနေနဲ့တော့ ဆုမွန်အောင်တောင်းကျင်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်ဒီဒီဗီဒီယိုဟာကန်စီတိုရဲ့ချီးမွမ်းငန်းတစ်ခုသာဖြစ်ပါတယ်ဘသူနဲ့မှတိုင်းရှင်းထားတဲ့ကစားအာဗီဒီယိုတစ်ခုမဟုတ်ပါဘူးကျွန်တော်အသင်ရဲ့ကျွန်တော်ကြိုက်တဲ့ဆက်စပ်တဲ့ကစားသမားတယောက်ရဲ့ခြေစွမ်းကိုသာကျွန်တော်ကြိုက်လို့နှစ်သက်လို့တင်ထားတဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်